မင်္ဂလာပါနီးပညာခင်းရဲ့အလွန်ဆန်းသစ်တဲ့တယူပို့ဆောင်ဟေးအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တဲ့ရင်မောင်းမဲ့ကားဆိုတာတရုတ်နိုင်ငံမှာတော့စိတ်ကူးရင်အိမ်မက်တသက်မဟုတ်တော့ပါဘူးတရုတ်နိုင်ငံဟာအခုဆိုရင်ရင်မောင်းဖို့နေရာလုံးဝမပါဝင်တော့တဲ့ဘတ်စ်ကားတွေကိုတရားဝင်စတင်ပြေးစွာနေပြီဖြစ်ပါတယ်ဒီဘတ်စ်ကားတွေကိုနီးပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Baidu နဲ့ WeRide တို့ကဦးဆောင်ထုတ်လုပ်နေတာပါ၎င်းတို့ရဲ့ RoboBus လို့ခေါ်တဲ့ model တွေဟာ YoYo Bus ကနဲ့မတူဘဲ အတွဲမိုင်းတစ်ခုလုံးကိုခရီးသည်တွေရဲ့ထိုင်ကုန်နဲ့တွာလာမှုအတွက်သာအပြည့်အဝဒီဇိုင်းဆွဲထားပါတယ်။ဒီယာဉ်တွေဟာတပ်မတ်ထားတဲ့လမ်းကြောင်းတွေအတိုင်း level 4အဆင့်ရှိတဲ့ကိုပိုင်မောင်းနှင်မှုစနစ်နဲ့လဲပတ်နေတာကြောင့်လူသားယာဉ်မောင်းရဲ့ဝင်ရောက်ထိန်းထုံမှုလုံးဝမလိုအပ်တော့ပါဘူး။လက်ရှိမှာတော့ခြုံချင်း၊ကွမ်ဂျိုးနဲ့ရှန်ကျန်းတို့လိုအ धिक မြို့ကြီးတွေမှာစီးပွားချေဒါမှမဟုတ်ဆန်းသတ်ပြေးဆွဲလျက်ရှိပါရဲ့။လုံကျုံကြီးကိုဘလို့စီမံထားလဲ။ယာဉ်မောင်းမပါဝင်တာကြောင့် လုံခြုံရေးကိုစိုးရင်ဆရာမလိုပါဘူးဒီဘတ်စကားတွေမှာလီဒါလေဆာရေဒါအာယုန်ကန်ကရအများအများလို့တပ်ဆင်ထားတာကြောင့်360ဒီဂရီပတ်ပတ်လဲကိုစက္ကန့်မလဲစောင့်ကြည့်နေပါတယ်ယင်ကြောစီကန်လိုက်နာတာလမ်းဖြတ်ကူတူနဲ့အခြားကားတွေကိုရှောင်ရှားတာစတာတွေကို AI စနစ်ကတီးကြမှန်ကန်စွာလှုပ်ဆောင်ပေးတာဖြစ်ပါတယ်ဒီလိုရင်မောင်းခမ်းမပေါင်းနေတဲ့ဒီဇိုင်းဟာကမ္ဘာအဆင့်မီတိုးတက်မှုတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပြီးတရုတ်နိုင်ငံရဲ့ကိုပိုင်မောင်းနေတဲ့နိဖညာကန်တာ ဘလောက်အထိအရှိန်ဟုန်မြင့်မားနေပြီလဲဆိုတာကိုသက်သေပြနေတာပဲဖြစ်ပါတယ်။ဤပညာတွေဟာကျွန်တော်တို့ရဲ့နေစဉ်ဘဝကိုဘလို့ပုံစံတွေနဲ့တောင်းလဲပြီးတော့မလဲဆိုတာကိုတော့စိတ်ဝင်စားစားစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ဒီကနေ့တော့ဒီလောက်ပါပဲ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေတင်ဆက်ပေးတော့အောင်မှာမို့ like and follow လေးလန်ထားလိုက်ပါခင်ဗျာ။ Mingala Learn. Expand your view.